ီးခဲ့တဲ့ပွဲတွေမှာတော့ကျွန်တော်ရဲ့တိုက်စစ်မှုဂျိုကိုရက်စ်က5သွင်းပျောက်ခဲ့တာက9ပွဲ6ပွဲတော့ရှိနေပြီဖြစ်ပါတယ်။ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လူတော်တော်များများကအပြောများနေတာပေါ့။ဒါပေမဲ့အာဆင်နယ်ကတန်9ပွဲ6ပွဲ9ပွဲဆက်တိုက်ကြီးအနိုင်ယူနေခဲ့တာဘာကြောင့်လဲဆိုတော့ကိုတော့အလူတော်တော်များများကသတိမထားမိကြဘူးအဲ့ဒါကတော့ယိုဂိုရက်စ်ကြောင့်ပဲဖြစ်ပါတယ်ယိုဂိုရက်စ်ကတိုက်စစ်မှာသူကတကယ့်ကို တိုက်စစ်မှုစစ်စစ်တအုပ်ဖြစ်တဲ့အတွက်နောက်ခံခံစစ်မှုတွေနှစ်ယောက်သုံးယောက်လောက်ကသူ့ကိုဝိုင်းတားနေကြတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာဒါအာဆင်နယ်အသင်းတွေနဲ့ပို့ပြီးတော့ဂိုးသွင်းခွင့်တွေရနေတာဖြစ်ပါတယ်။ဆိုတော့ဆက်ကဒါတောင်ပန်ကစားသမားတွေနောက်ခံကစားသမားတွေကရှေ့မှာဂိုးသွင်းယူနိုင်ခဲ့တာကတိုက်စစ်မှုယိုဂိုရက်စ်ကိုဒါနောက်ခံစစ်မှုတွေက ဝိုင်းသားကြလို့ပဲဖြစ်ပါလေတာစီနေကြတဲ့အတွက်ပဲဖြစ်ပါလေဆိုတော့ခင်ဗျားတို့လည်းဒါကြည့်မယ်ဆိုရင်တော့မြင်နေရတာပဲလေယိုကိုရက်စကိုတော့အ ਨੇ ဆုံး2ရောက်လောက်ကဝိုင်းကတ်ထားတာဖြစ်ပါလေအဲ့ဒီခါမှာကြံတဲ့ကစားသမားတွေကကိုသွန်းခွန့်နေတာဘောလုံးပေးပို့မှုတွေနောက်ဆုံးရှင်းရှင်းပြောရရင်ဗျာအာဆင်နယ်တင်းကပွဲစဉ်အားလုံးတိုင်းကိုဘောလုံးပိုင်ဆိုင်မှု60ရာခိုင်နှုန်းအတာနဲ့ဒါကစားနိုင်တာကယိုကိုရက်စကြောင့်ပဲဖြစ်ပါလေ ဆိုတော့ယော်ကိုရက်စ်ကို2ယောက်3ယောက်လောက်ကကတ်ထားတဲ့ချိန်မှာအာဆင်နယ်ကဘောလုံးဖြန့်ဝင်မှုတွေလှုပ်ဆောင်နိုင်ပြီးတော့မှဒါအေးအေးဆေးဆေးနဲ့ဘောလုံးကိုအပိုင်စီအတာယူပြီးတော့ပွဲကိုလုံးမကစားနိုင်တာဖြစ်ပါတယ်ဆိုတော့နိုင်ပွဲတွေဆက်နေရဖြစ်ပါတယ်တကယ်လို့များယိုကိုရက်စ်ကိုလွှတ်ပေးလိုက်မယ်ဆိုရင်လည်းယိုကိုရက်စ်ကဂိုးတွေသွင်းမှာပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုပဲနေနေယိုကိုရက်စ်ကိုသူတို့တစ်ဖက်တစ်ဖက်ဒါပြန်ဖက်အသင်းတွေကတားဆီးနိုင်ခြင်းကအာဆင်နယ်ကိုအ ਨੇ ဆုံးဘေးကိုနည်းအောင်သူတို့တွေ ကစားနိုင်ရှင်းပဲဖြစ်ပါတယ်တကယ်တော့ဂျိုကိုရက်စ်ကိုတကောတာကတ်မထားဘူးဆိုတော့အာဆင်နယ်ဟာပွဲစဉ်တိုင်းမှာအာ၄5 6 6လောက်ထိတော့မှတွင်းပြီးတော့ဂိုးပြတ်တင်တဲ့အနိုင်ယူနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့လူတော်တော်များများသတိမထားမိတဲ့အချက်ဖြစ်ပါတယ်ဂျိုကိုရက်စ်ဘာကြောင့်ဂိုးသွင်းနေနေတယ်လဲဆိုတော့ကိုပဲအပြင်းမြင်ကြပြီးတော့ဂျိုကိုရက်စ်ကြောင့်အာဆင်နယ်ဟာနိုင်ပွဲတွေဆက်နေတာကိုတော့ဘယ်သူမှသတိမထားမိကြပါဘူးဆိုတော့ကိုမြင်ချင်းမြင်ယူဆချက်တွေ comment မှာရေးပေးခဲ့လို့ရပါတယ်